ခန်းကြီး40အငယ်1မှ9တင်တို့ဤပြန်သခင်မိန်တော်မူသည်ကငါဤလူတို့ကို နှစ်သိမ့်စေကြလောနှစ်သိမ့်စေကြလောစစ်မှုကိုထမ်းရသောအချိန်စေပြီတင်းဤအပြစ်လဲပြေရှင်းပြီဟုယေရုရှလင်မြို့အားနှစ်သိမ့်စေသောစကားကိုပြော၍ကြွေးကြော်ကြလော အကြောင်းမူကားသာရဘုရား၏လက်တော်၌မိမိအပြစ်တွေနှဆခံရပြီး တော၌ဟိကျော်သောသူ၏အတန်မှာဒါဝရဖျားကြွတော်မူရာလမ်းကိုပြင်ကြလောငါတို့ဖျားသခင်လမ်းခီးတော်ကိုလွင်ပြင်၌ဖြောင့်စီကြလောဂျိန်ဝှမ်းရာရှိသည်များတို့ကိုဖို့ရမည်တောင်ကြီးတောင်ငယ်ရှိသည်များတို့ကိုဖြူရမည်ကောက်သောလမ်းများကိုဖြောင့်စီရမည်ကြမ်းတမ်းသောလမ်းများကိုလည်းတုတ်တင်ပြင်ဆင်ရမည်ဒါဝရဖျားဤဘုံတော်ပေါ်ထွန်း၍ လူအပေါင်းတို့သည်အတူမြင်ကြလက်တန်ဟုဒါရဖျား၏နှုတ်တော်ထွက်အမိန်တော်ရှိ၏အငယ်၆မှ၁တဖန်ထိုအတန်ကဟစ်ကြော်ကြလောဟုဆိုလျင်ငါကအဘေရာကိုဟစ်ကြော်ရမည်နီးဟုမေးတော်လူမျိုးရှိသည်မြသည်မြက်ပင်ဖြစ်၏လူမျိုးဤဘုံရှိသည်မြသည်လည်းတောအပွင့်ကဲ့သို့ဖြစ်၏ သာရဖျားဤလေတိုက်သောအခါမြက်ပင်သည်ညှိုးနွမ်းတွေးချောက်တတ်၏အပွင့်လဲကြွေတတ်၏အကယ်စင်စစ်လူတို့သည်မြက်ပင်ဖြစ်ကြ၏မြက်ပင်သည်ညှိုးနွမ်းတွေးချောက်တတ်၏အပွင့်လဲကြွေတတ်၏သာရဖျားဤနှုတ်ပတ်တရားမူကားကာလအစဉ်မြဲတည်၏ဟုဆိုသည်စီးုံတောင်တို့ဝမ်းမြောက်เสียသတင်းကိုဆောင်ခဲ့သောသူမြင့်သောတောင်ပေါ်သို့တက်လို့ ယေရုရှလင်မြို့သို့ဝမ်းမြောက်စရာတင်ကိုဆောင်ခဲ့သောသူကျဲသောအတန်ကိုဆွင့်လောမစိုးရင်ပဲအတန်ကိုဆွင့်လောတင်တို့ဤဖျားသခင်ကို ကြည်ရှုကြဟုယူဒမြို့ရွာတို့အားပြောလောကြည်ရှုလော အရှင်သာရဖျားသည်ကြီးသောတကူနှင့်ကြွလာ၍လက်ရုံးတော်အားဖြင့်အစိုးရတော်မူလိမ့်မည်မိမိခံတော်မူထိုက်သောအခမိမိ၌ပါလေ ဆုလက်တော်သည် ရှေ့တော်၌ရှိ၏မိမိတိုးစုကိုတိုးရင်းကဲ့သို့ကျွေးမွေးတော်မူမည်တိုးတငယ်တို့ကိုခြီ၍ပိုက်ပွေ့တော်မူမည်တားငယ်ရှိသောတိုးမတို့ကိုလည်းဖြင်းညင်းစွာ ပို့ဆောင်တော်မူမည်အငယ်၁၂မှ24ရေများကို လက်ဆွန်းဖြင့်ချင်တော်သူ မိုးကောင်းကင်ကိုမိမိလက်ဖြင့်ထွာတော်သူ မြေမှုန့်ကို တင်းတောင်းဖြင့် ချင်းတွေ့တော်သူတောင်ကြီးကိုချိန်တွင်ဖြစ်၎င်းတောင်ငယ်ကို ကပ်ပယ်ဖြစ်၎င်းချိန်တော်သူကအဘဲသူနီသာဝရဖျားဤဝိညာဉ်တော်ကိုအဘဲသူစစ်ကြောသည်ထိုဖျားနှင့်တိုင်ပင်၍အဘဲသူသည်အကြံပေးသည်အဘဲသူနှင့်တိုင်ပင်တော်မူသည်ထိုဖျားကိုအဘဲသူတွန်တင်သည်ထိုဖျားအားတရားလမ်းကိုပြတော်သူပညာဤကိုပေးတော်သူ ဉာဏ်လန်းကိုညွန်သောသူကအဘဲသူနီ လူအမျိုးမျိုးတို့သည် ရေဘုံမှကြသော ရေဆက်ကဲ့သို့ဖြစ်၍ချိန်တွင်၌မြူမှုန့်ကဲ့သို့ထင်မှတ်เสียရှိ၏ကျွန်းတို့သည်လည်းလွင့်တက်သောအနုမြူကဲ့သို့ဖြစ်ကြ၏လေပနုံတောသည် မီးမွေးဖို့မလောက် ထိုတော၌ရှိသောတိရစ္ဆာန်တို့သည်လည်းမီးရှို့ရာရစ်ဖို့မလောက်ခတ်သိမ်းသောလူအမျိုးမျိုးတို့သည်အဘယ်မျှမဟုတ်တကဲ့သို့ ရှိတော်၌ဖြစ်ကြ၏အဘယ်မြမဟုတ်သော အရာထက်သာ၍ငယ်တကဲ့သို့ အနတ္တကဲ့သို့၎င်းမှတ်တော်မူ၏တို့ဖြစ်၍ဘုရားသခင်ကိုအဘယ်သို့ပုံပြရန်အံ့ဤဘုရားသခင်နှင့်အဘယ်မြည်သော ပုံတရံတူသည်ဟု ဆိုရအံ့ဤပဒေသမားသည် ရုတ်တုကိုတွန်းပြီးမှပဒိန်သမားသည် ရွှေနှင့်မုံမှန်၍ငွေချိုးကိုလည်းလုတ်တတ်၏ အဖိုးတိုက်သောအလှကိုမလှနိုင်သောသူသည်မဆွေးမြေ့တတ်သောတစ်သားကိုရွေးကောက်ပြီးမှမြဲမြံသောရုပ်တုကိုလှုပ်စေခြင်းကလိမ္မာသောလက်သမားကို ရှာတတ်၏တင်တို့သည်မတိကြသလိုမချားကြသလိုရှေးဥစွာမှဆ ảy ၍တင်တို့အားမဖော်မပြသလိုမြေကြီးတည်သည့်အကြောင်းကို နားမလည်ကြသလိုမြေကြီးဆက်အပေါ်မှာထိုင်၍မြေကြီးသားတို့ကိုနှံကောင်ခဲ့သော မှတ်တော်မူထသောမိုးကောင်းကြီးကိုမျက်နှာချက်ကဲ့သို့ကြဲ့၍နေစရာတဲကဲ့သို့ဖြန့်တော်မူထသောမင်းတို့ကိုရှုံချ၍မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ဖြစ်စေတော်မူသောသူပေသည်အကယ်စင်စစ်သူတို့ကိုမဆိုင်မပြိုးရအကယ်စင်စစ်သူတို့၏မျိုးစစ်ကိုမကျဲရအကယ်စင်စစ်သူတို့အပင်သည်မြေ၌အမြင့်မဆွဲရသူတို့အပေါ်မှာမှုတ်တော်မူသဖြင့် သူတို့သည်ညှိုးနွမ်းတွေ့ချောက်၍လေပွေသည်သူတို့ကိုဖွဲခဲ့သို့တိုက်လွင့်လိမ့်မည်အငယ်25မှ31ဒို့ဖြစ်၍ငါကိုအပေတို့ပုံပြရရန်အန်ဤငါသည်အပေသူနှင့်သူရန်အန်ဤဟုတန်ရှင်းသောဖျားမေးတော်မူ၏အထက်သို့မျှော်ကြည့်ကြလောထိုရာတို့ကိုအပေသူဖန်ဆင်းသည်နီ ထိုသူသည်သူတို့အလုံးရင်းကိုအည်တွက်အဖျင်ထုတ်ဆောင်တော်မူ၏အလုံးစုံတို့ကိုနာမည်ဖြင့်ခေါ်တော်မူ၏ခွန်အားကြီး၍တကူနှင့် ပြည့်စုံတော်မူသောကြောင့်တစုံတစ်ခုမျှမပေါ်ဘဲမနေရ။အိုရကုအမျိုးတင်သွန်းသောလမ်းကိုဒါဝရဖျားတိတော်မမူဟုအဘဲချုပ်ပြောသည်။အိုဣဒရလအမျိုးတင်းအမှုကိုတင်းဖျားသခင်မှတ်တော်မမူဟုအဘဲချုပ်ဆိုရသည်။ သာရဖျားသည်အစင်မြဲတည်တော်မူသောဖျားသခင်ဖြစ်ကြောင်းကို၎င်းမိကြီးစွန်းတိုင်အောင်ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကို၎င်းမောတော်မူခြင်းပင်မန်းတော်မူခြင်းမရှိစိတ်၍မကုံနိုင်သောညံနှင့် ပြည့်စုံတော်မူကြောင်းကို၎င်းတင်းသည်မတိမကြားဘူးတလို့ထိုဖျားသည်မောသောသူတို့အားခွန်အားကို ပေးတော်မူ၏နွမ်းနယ်သောသူတို့အားအစွမ်းတတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏ လူပြိုတို့သည်မော၍ပင်ပန်းခြင်းသို့ရောက်ကြလိမ့်မည်လူလင်တို့သည်လည်းထိမိ၍လဲကြလိမ့်မည်သာရဘုရားကိုမျောလင့်သောသူတို့မူကားအပြည့်ကြလိမ့်မည်ရွှေလင်းတကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပင်ကြလိမ့်မည်ပြေးတော်လဲမပင်မှခရီးသွားသောအခါမမောရချာ